မင်္ဂလာပါအခုလင်တုံပြီးသွားပြီဆိုတော့တို့ရဲ့အဆက်မူချံပေါ့မူချံကိုစီစံဝမ်းအားလုံးကြည့်ပြီးပြီလို့ကျွန်တော်ထင်ပါတယ်အဲကနေကျွန်တော်ဆက်ပြောပြမှာမို့လို့ပါဒါပေမဲ့ဝတ္ထုနဲ့ရုပ်ရှင်မှာတော့နည်းနည်းတော့ क्वे ပြတယ်ဗီဒီယိုလင်းစားငယ်ကျွန်တော်လည်းအန် subscribe နဲ့ပြပါအားလုံးကျေးဇူးတင်ပါတယ်ဇာကားထဲမှာကျတော့တို့ကမော်လုံစီတက်ပြီးတာနဲ့မူချံကမိသွားတယ်ပြီးတော့ကြောင်းမှပြန်ပြီးတော့တတိရလာတယ်ဒါပေမဲ့ဝတ္ထုတွေမှာတော့အဲ့လိုမဟုတ်ဘူးအခုမူချံတို့ကကြောင်းကိုပြန်ပြီးတော့လာတယ် သူကသူတို့လာပြီးကူညီခဲ့တဲ့အပန်းကြီးအကိုရှန်ဆန်းရှန်ကိုမေးတယ်။နေရောငါတို့နဲ့သူကြောင်းပြန်မလိုက်ဘူးလား။အဲ့တော့အလေးလူကပြန်ပြောတယ်။ငါမိုးလောင်ကြီးကိုတတ်ဖို့မရှင်ကိုယူထားပေးမယ်။အခုဒီသူ့ကိုမတက်နိုင်သေးဘူး။ဒါကြောင့်ငါကြောင်းမပြန်မယ်နဲ့သူ့ကိုလိုက်ရှာမှဖြစ်လိုက်မယ်။အဲ့ဒီစကားကြောင့်ကောရှောင်းကတော့ဗဇက်ကိုလက်နဲ့အုပ်ပြီးသားဖြစ်သွားတယ်။ရှန်ဆန်းရှန်ကကောင်းဝင်အဆင့်တန်ရဲ့နံမသိညရာကိုယူလာခဲ့တယ်။ပြီးတော့သူကဒီလိုရိုင်းဆိုင်တဲ့မိုးလောင်ကြီးကိုတတ်ဖို့တက်ရောက်တဲ့သွားနေတာ။တက်တီကတော့တော်တော်ကောင်းတယ်။ ပြီးတော့သူတို့ရဲ့အကြောင်းမှာဒီလိုမစ်ရှင်ကိုယူရတာဆိုလို့လဲသူတယောက်ပဲရှိတယ်အဲ့တော့ရှန်ဆန်းဆန်ကပြောတယ်ဒီတော့ငါတို့တွေဒီနေရာမှာပဲလမ်းခွဲကြရအောင်သူမသွားခင်မူချမ်းကိုစေးလုံးတစ်လုံးပေးသွားတယ်အဲ့ဒီစေးကဒဏ်ရာတွေကိုမြ мян ပြန်ပြီးတော့တတ်တတ်စေတယ်မသွားခင်မှာစုွှန်ကရှန်ဆန်းဆန်ကိုမေးတယ်နေရဲ့မစ်ရှင်အောင်မြင်မလို့ငါယုံကြည်တယ်ဒါနဲ့စကားမဆန်နောက်လာကြရင်ငါတို့မြောက်ပိုင်းကောင်းကင်အကယ်ဒမီကျောင်းတော်ကအမဲလိုက်ချင်းစစ်ပွဲကိုကျင်းပလိုက်မယ်။အဲ့ဒီအချိန်ကျရင်နေပြန်လာမှာလား။ ူးနမိန်ကတော်ခေါ်ရတာဒုက္ခရောက်တယ်ကျွန်တော်အနောက်နှလုံးလိုပဲခေါ်တော့မယ်နောက်မလို့ရှိရင်ဇကားတွေကလုံးနေမယ်စူးရွှန်ကပြောတယ်ငါချားမိတဲ့တရင်ရဆိုရင်အပြည့်တန်ခန့်ကျင်ခမ်းမကအစင်းမြင်ရှောက်ရှောက်သူဘူမူကြီး၃ယောက်ကအဲ့ဒီနေရာမှာရှိနေလိမ့်မယ်တဲ့စမ်းရှန်ကမျက်လုံးပြီးသွားတယ်အပြည့်တန်ခန့်ကျင်ခမ်းမကအစင်းမြင်ဘူမူကြီး၃ယောက်ဟုတ်လားအဲ့ဒီ၃ယောက်ကဒီနှစ်တွေတော့တကယ်ပဲအပြင်ကိုထွက်လာပြီပေါ့စူးရွှန်ကခေါင်းချင်းလိုက်တယ် အဲ့ဒီ၃ယောက်စလုံးကငါတို့ထက်ကိုဝါရင်နဲ့ထိတ်ဆုံးကစီနီယာចောင်းသားတွေပဲသူတို့တွေចောင်းပြီးသွားတော့မှအပြည့်နဲ့ခန့်ချင်းခမ်းမတယ်မှနေပြီးအသွင်အားကြီးစင်ကိုလေ့ကျင့်နေတော့ပဲနေလာအချိန်မီပြတ်မလာခဲ့ရင်ဒီနှစ်ရဲ့အမဲလိုက်ပွဲမှာငါတို့တွေရှုံးနေသွားမှာကိုငါစိုးရိမ်တယ်စမ်းရှမ်းကခေါင်းညှိလိုက်တယ်သူတို့တွေထွက်လာလိုက်မယ်လို့ငါလုံးဝကိုမမျှော်လင့်ထားဘူးကောင်းပြီလေဒါလို့ဆိုတော့လည်းငါအချိန်မီရောက်အောင်ပြန်လာခဲ့ပါမယ်အဲ့ဒီ၃ယောက်ကိုရင်ဆိုင်နိုင်မှုဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူး ကြောင့်ငါပြန်လာပြီးနရုနဲ့အတူဝင်ပါပါမယ်။စူးရွှံကလည်းပြော့သွားတယ်။နေပြန်လာဖို့ဆန္ဒရှိစေဆိုတော့ငါတို့မှလည်းနောက်ဆုံးအဆင့်တိမျှော်လင့်ချက်ရှိသွားပြီ။နေရောလီရွှံတုံပါပါမယ်ဆိုတော့ပွဲကပူပြီးတော့ကောင်းသွားတာပေါ့။ပြီးရနဲ့ဆန်းရှန်ကပြန်ပြီးထွက်သွားတယ်။ကောရှောင်းကတော့ဆန်းရှန်ထွက်သွားတဲ့ဘက်ကိုကြည့်ပြီးပြောတယ်။အကယ်၍ဒီစီနီယာလာပါမယ်ဆိုရင်အမဲလိုက်ပွဲကိုငါတို့တွေနိုင်ဖို့ကတေချာသလောက်ရှိနေပြီ။မူချန်ကနားမလွှဲစွာနဲ့မေးလိုက်တယ်။အမဲလိုက်ပွဲ။ အဲ့ဒီအမဲလိုက်ပွဲဆိုတာဗါလေအဲ့တော့သူ့ကိုကောရှောင်းကပြောတယ်အမဲလိုက်ပွဲကငါတို့မြောက်ပိုင်းကောင်းဝင်ဝိညာဉ်အကယ်ဒမီအကြောင်းက နှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ပွဲပဲအဲ့ဒီပွဲကအစွမ်းထက်လက်လူတွေပါဝင်ကြတဲ့ပွဲတစ်ခွဲလည်းဟုတ်တယ်ဒီနှစ်ပွဲမှာတော့ထူးချွန်ထမ်းမြတ်တဲ့သူတွေဘလောက်များများဝင်ပါကြမလဲဆိုတာတော့ဘယ်သူမှလည်းမသိနိုင်ဘူးကောင်းဝင်အဆင့်တန်းမှရှိတဲ့လူတွေပဲအစွမ်းထက်တယ်လို့မထင်ကြနဲ့တချို့လူတွေကသူတို့ရဲ့အစွမ်းတွေကိုရှိုးထားတတ်ကြတယ်လေဟိုရင်တော့ကတော့စန်းရှန်းကငါတို့ကြောင်းမှာ လူတွေမသိသေးတဲ့သူတယောက်ပဲဒါပေမဲ့သူကပြိုင်ပွဲရဲ့အဆောက်အအုံသူဖြစ်တယ်လို့ကောင်းဝင်အဆင့်တိုင်းရဲ့နံမသေးပန့်ရှင်ဖြစ်တဲ့သူကိုအနံ့ရပြီးတဲ့နောက်မှာတော့သူ့ရဲ့နာမည်ကတဟုံတို့ကြော်ကြလာတယ်အဲ့ဒီနေ့ကနေစပြီးတော့ငါတို့ကျောင်းအကယ်ဒမီမှာသူ့ကိုမသိတဲ့လူကခက်ရှာရှာပဲအခုချိန်ဒီတော့မှသူ့ရဲ့နံမသေးနေရာကိုလူယူနိုင်တဲ့သူမပေါ်လာသေးဘူးမူချန်ကတော့တော်တော်လေးကိုစမ်းရှမ်းကိုအထင်ကြီးသွားတယ်ပြီးတော့သူကထပ်ပြီးမေးတယ်အဆောက်အအုံသူတွေကရောဘာတူလဲစုရွှန်ကပြောတယ် မဲလိုက်ပွဲမှာတော့ဆော့ရှော့သူတွေအများကြီးရှိတယ်။သူတို့တွေကတခြားចောင်းသားတွေနဲ့အတူမနေပဲအပြင်းနဲ့ခန့်ချင်းခမ်းမမှန်နေကြတယ်။သူတို့အားလုံးနေပါကចောင်းတို့ထဲမှာပညာတွေစီးပူးပြီးတာတော့အင်ကိုမပြန်ကြပဲအသွင်းအားကျေးဇင်ကိုဆက်ပြီးလေးကျင့်နေကြတဲ့သူတွေပဲ။ရှင်းရှင်းပြောရရင်သူတို့အားလုံးကတကယ်ကိုစောက်ကြမ်းကြီးတွေပဲ။ငါကြာမိတာတော့ဒီတစ်ခါသူတို့ကအပြင်းနဲ့ခန့်ချင်းခမ်းမတဲ့ကအစင်းမြင်ဆော့ရှော့သူပုံမှု၃ယောက်ကိုလှုပ်လိုက်မယ်တဲ့။မူချံကတော့ခေါင်းတဆက်ဆက်ညှိနေတယ်။အရင်တော့ကတော့ သူတို့တုံရောင်ကငါတို့ရဲ့မြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီကျောင်းအတွင်းမှာထင်ရှားကြွကြတဲ့သူတွေပဲဒါအပြင်အပြည့်အဝခန့်ကျင်ခမ်းမတဲ့မှာတော့သူတို့ရဲ့နာမည်ကကြော်ကြားနေကြတော့ပဲကောလာဟာလာတွေရတော့ပြီးခဲ့တဲ့တစ်နှစ်လောက်တုန်းကသူတို့တုံရောင်ကမစ်ရှင်တစ်ခုကိုရယူခဲ့ကြတယ်အဲ့ဒါကဆူလက်ဘုတ်ပြပေါ်ကနမတိနေရာမှာရှိတဲ့မူရှင်းတိုင်ကိုတတ်ဖို့ပဲအဲ့ဒီလူရဲ့နာမည်ကိုမူချံကောင်းကောင်းသိတယ်မူရှင်းတိုင်ကမိစ္ဆာနဂါနန်းတော်ရဲ့တမိုင်းမှာအတန်းအငယ်ဆုံးအကြီးကဲတွေရတယောက်ပဲ ီးလို့ရှိရင်သူကဟိုတနေ့ကသူတို့တိုက်ခိုက်ခဲ့တဲ့သူထက်တော့အစွမ်းနဲ့အများကြီးပိုထက်တယ်။မူချန်ကထက်မိတယ်။သူတို့ကအဲ့လိုမျိုးလိုက်တော့ရလကဘာရလဲ။စူးရွှန်ကပြောတယ်။ရလဟုတ်လား။မူရှင်းသိမ့်လို့လူမျိုးကိုလွယ်လွယ်နဲ့ရှင်းပြနိုင်မှုဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာ။အစင်းမြင်ရှောက်ရှောက်သူဗိုလ်မှူး၃ယောက်ပေါင်းပြီးလိုက်နေတာတော့မှသူတို့တွေကလက်ပလံနဲ့ပြန်ခဲ့ရတယ်။ဒါပေမဲ့လည်းမူရှင်းသိမ့်ကအရန်ကိုထူးခြားတဲ့အတွက်သူတို့လက်ထဲကနေလွတ်မြောက်သွားခဲ့တယ်။မူချန်ကတော့စိတ်ထဲကနေတွေးတယ် မိစ္ဆာနာဂနန်းတို့ရဲ့အကြီးအကဲကိုဒီလိုလွလွန်နဲ့ဖယ်တက်လို့ရမလဲဆိုတာကိုစုွှွန်ကထပ်ပြောတယ်။ဒီအမဲလိုက်ပွဲအတွက်အစင်မြင်ဆောက်ရှောက်သူမှုမှု၃ယောက်ကကြောင်သားတွေအလုံးရဲ့ရန်နူအဖြစ်ရှိနေလိမ့်မယ်။မင်းနာသူတို့ကိုအနိုင်ရရင်အောင်မြင်ကြော်တာရလာလိမ့်မယ်။ပြီးတော့စုလက်ကိုလည်းမင်းရဲ့ဝိညာဉ်အလင်းတန်းနဲ့လဲနိုင်လိမ့်မယ်။အဲ့ဒါကဝိညာဉ်အလင်းတန်းစွန့်အားလုံးပိုင်ခွင့်အာဏာပဲ။ဝိညာဉ်အလင်းတန်းလုံးပိုင်ခွင့်အာဏာလို့ပြောလိုက်တာနဲ့လီချင်းရဲ့မျက်လုံးတွေကအယောင်တက်လက်လက်ဖြစ်သွားတာကိုမူချမ်းသတိထားမိတယ်။ ူးွှန်ကတော့ထပ်ပြောတယ်ဒီဝိညာဉ်အလင်းတန်းကတန်ရှင်တဲ့ဝိညာဉ်အရှိန်ဝါကနေဖြစ်လာတဲ့အရာပဲအမဲလိုက်ပွဲမှာတော့အဲ့ဒါငါတို့ရဲ့ရည်ရွယ်ချက်ပဲဝိညာဉ်အလင်းတန်းကိုပို့ပြီးစုဆောင်းနိုင်လေဝိညာဉ်အလင်းတန်းအခွင့်အာဏာရဖို့ပို့ပြီးနီးစပ်လာလေပဲဒါနဲ့မှုချံနေဝိညာဉ်လန်းစင်မှာပာဝင်ခဲ့တယ်လို့ငါကြားမိတယ်ဒီတော့နေလဲဝိညာဉ်လန်းစင်အခွင့်အာဏာကြောင်းကိုတီးလိုက်မယ်လို့ထင်တယ်ဒီဝိညာဉ်အလင်းတန်းအခွင့်အာဏာကဝိညာဉ်လန်းစင်အခွင့်အာဏာနဲ့တော့တူညီမှုရှိတယ် အဒီယာနှစ်ခုစလုံးကစွန့်အားတွေကိုတုံးမြင့်ပေးနိုင်တဲ့အစွမ်းရှိတယ်။မူချန်ကတော့ဆူရွံပြောပြဝါတဲ့အရာတွေအားလုံးကိုသူကောက်ကောင်းနားလဲတယ်။အကရေးတူတာတခြားသူတွေရဲ့ကောက်ချင်းမှုကိုမခံရဘူးဆိုရင်သူ့အနေနဲ့ဝိညာဉ်လန်းစင်ရဲ့ဘယင်အဆင့်ကိုရောက်ဖို့ကဘာမှမခက်ဘူး။ဆူရွံကထပ်ပြီးတော့ပြောပြတယ်။ဒါပေမဲ့ဝိညာဉ်အလင်းနဲ့စွန့်အားလုံးပိုင်ခွင့်အာဏာကိုရဘူးဆိုရင်နောက်ဆုံးကြံခဲ့တဲ့ဆောက်ရှောက်သူကိုအနိုင်တိုက်မှဖြစ်လိမ့်မယ်။ဒါကြောင့်အစင်းမြင့်ရှောက်ရှောက်သူဘုံမူ၃ယောက်က အပြည့်အံခခြင်းခမ်းမတွေကထွက်လာတာပဲသူတို့ကငါတို့ရဲ့ပြိုင်ပွဲဖြစ်လိမ့်မယ်အဲ့ဒါလို့ဖြစ်လို့ငါကဆန်းရှန်းကိုအမဲလိုက်ပွဲအချိန်မီပြန်လာဖို့တတိပေးလိုက်တာငါတို့ရဲ့ပြိုင်ပွဲတွေအတွက်တင်းတော်တဲ့စွမ်းအားပိုင်ခြင်းကိုရှာနိုင်ဘူးဆိုတာငါအနေနဲ့လုံးဝကိုမဖြစ်နိုင်ဘူးစူးရွှံရန်စကားတွေကြပြီးကောရှောင်ကတော့တပ်ပြင်းနေချနေတယ်အဲ့ဒါကိုစူးရွှံကပြောတယ်အဲ့ဒါတော့အမှန်ပဲအရင်တုန်းကတော့ဆောက်ရှောက်သူတယောက်သာအမြဲတမ်းပတ်ဝင်လေးရှိတယ်ဒါပေမဲ့ဒီတစ်ခါတော့၃ယောက်တောင်ပါဝင်နေတယ် ဒါအပြင်သူတို့သုံးယောက်စလုံးကလည်းအပြစ်နဲ့ခံခြင်းခံမှမှနမိတ်ကြီးနေကြတဲ့သူတွေပဲဆန်ရှန့်နဲ့လီရွှန်တုံတို့ကသူတို့ကိုရှင်ပြနိုင်တဲ့အစွမ်းရှိတယ်။ဒီလိုနဲ့ပဲသူတို့တွေကစကားသက်ပြောပြောနဲ့ခဏနေကြတော့ကြောင်တွေကိုပြန်ပြီးတော့ရောက်လာကြတယ်။ကြောင်တွေကိုပြန်ပြီးရောက်လာပြီဆိုတော့သူတို့ရဲ့မစ်ရှင်ကလည်းပြီးမြောက်သွားပြီ။အဲ့တော့အလုံးပျော်ရွှင်စွာနဲ့ပဲပြုံးနိုင်ကြတော့တယ်။ကြောင်တွေကိုပြန်ရောက်ရင်သူတို့တွေကအရင်ဆုံးမစ်ရှင်ခံမကိုသွားရမယ်။ပြီးရင်သူတို့ရဲ့မစ်ရှင်ပြီးမြောက်ကြောင်ပြောပြီးစုလက်တွေပါတယ်ကိုလည်းထုတ်ပြီးတော့ပြန်လာကြရမယ်။ အခုတို့ကမရှင်ခံမှလည်းဟိုတော့လူတွေအများကြီးကိုလည်းတွေးရတယ်ပြီးလို့ရှိရင်အခမ်းအနားတွေကလည်းထူးထူးခြားခြားပြင်ဆင်လာတာကိုမြင်ကြရတယ်ပြီးတော့ခမ်းမရဲ့အလဲတဲ့တဲ့မှာအနီအောင်စာလုံးတွေနဲ့နာမည်တချို့ကိုရေးထားတာမူခြံတွေးလိုက်တယ်အဲ့ဒီနာမည်ရေးထိုးထားတဲ့နေရာကတော့စုလက်ပုတ်ပြပဲအဲ့ဒီမှာအစင်လိုက်နာမည်တွေရှိတယ်အစင်တဲ့မိုရှင်းတဲ့စုလက်ကဝိညာဉ်တန်ဖိုးအမှတ်သားတိုင်းတရာအစင်မြေဝိညာဉ်အတုံးဆောင်ပစ္စည်းတစ်ခု နတ်ဖရာအစဉ်ဝိညာဉ်ပညာရက်တခုအစဉ်နှင့်မိုးလောင်းကြီးစုလကဝိညာဉ်တန်ဖိုးအမှတ်သား380နတ်ဖရာအစဉ်ဝိညာဉ်ဝိဇ္ဇပညာရက်တခုအစဉ်3တွေးနဂါမူကိုစုလကဝိညာဉ်တန်ဖိုးအမှတ်သား390အစဉ်4ကောရှုံစုလကဝိညာဉ်တန်ဖိုးအမှတ်သား330လင်းတုံစင်းစားတဲ့မိုးရှင်းတန်ရဲ့ဝိညာဉ်တန်ဖိုးအမှတ်သားကတော်တော်လေးကိုများတယ်အကရေးတူတာအရိယာကိုရမယ်ဆိုရင် ူလိုချင်နေတယ်ပင်လယ်နဂါးရဲ့သွေးအစီနှစ်ကိုလည်းဝယ်လို့ရတော့မယ်ဒါပေမဲ့အခုချိန်ထိတော့ဘဒူကမှသူ့ရဲ့ဆုလက်ကိုမယူနိုင်သေးဘူးပြီးတာနဲ့ဆူရွှန်ကပြောတယ်သွားကြစို့ငါတို့ရဲ့မစ်ရှင်အကြောင်းကိုလည်းတရင်ပိုးပိုးအချိန်တန်ပြီးဒါအပြင်မိဆနဂါးနန်းတော်ကလူတွေပေါ်ထွက်လာတဲ့အကြောင်းကိုလည်းမြောက်ပိုင်းကောင်းကင်ဝိညာဉ်အကယ်ဒမီအကြောင်းကိုပြောပြရလိမ့်မယ်။သူတို့ကအရှိကိုနည်းနည်းဆက်သွားတော့ဇပင်းဖြူဖြူနဲ့အဖိုးကြီးတယောက်ကသခေါဟော်နဲ့ဟောက်ပြီးတော့အိပ်ပြုတ်နေတာကိုတွေ့ရတယ်။ ဆူရွှံကပြုံးပြီးတော့အဲ့ဒီအိပ်ပြုံနေတဲ့အဖိုးကြီးရဲ့မိုးဆွေမွေးကိုစောက်ဆွဲလိုက်တာအဖိုးကြီးကတန်းလန့်နေကြတဲ့နိုးပါတယ်ပြီးတော့ဒေါရလည်းတော်တော်လေးထွက်သွားတယ်ဒါပေမဲ့ဆူရွှံကိုမြင်သွားတာနဲ့သူ့ရဲ့ဒေါရတွေကပြေလျော့သွားတယ်။အော်မင်းပါလားမင်းတို့ရဲ့မစ်ရှင်အကြောင်းကိုအစီရင်ခံစီရင်ငါ့စီကိုလှမ်းပေးလိုက်လေပြီးတော့သူကထပ်ပြောတယ်ငါတို့လိုလူငယ်တွေကဘာဖြစ်လို့ငါ့လိုလူအုပ်ကြီးတယောက်ကိုစာနာရောက်တာလဲအဲ့တော့ဆူရွှံကပြောတယ်ဦးလေးလူကအရန်ကိုအအိမ်မတ်တာကို အမှန်တကယ်ဆိုရင်တမီးတို့ကဦးလေးရဲ့မိုးစိမ်ဝေကိုဆွဲနှုတ်သင့်တယ်။အဖိုးကြီးကအဖွဲဝင်တွေကိုတစ်ချက်ကြည့်လိုက်တယ်။ပြီးတော့သူပြောတယ်။နရိုးရဲ့ကောင်းဝင်အဆင့်မစ်ရှင်ကိုအောင်မြင်ခဲ့သလား။တော်တော်လေးတော့မြန်သားပဲ။ပေါင်းဆက်ကောင်းဝင်အဆင့်ကိုရောက်နေတဲ့လူငယ်လေးကလည်းနရိုးနဲ့အတူတူသွားရပါလား။သူကမူချံဝူကြည့်ပြီးပြောတယ်။ကောင်းမလေးလေးဒီလူငယ်လေးကိုမြောက်ပိုင်းကောင်းဝင်နေမီတဲကိုမင်းတို့ခေါ်သွားကြရတယ်ပေါ့လေ။တခုဖြစ်သွားမှကိုမစိုးရင်ကြဘူးလား။ဒါမှမဟုတ်နရိုးညီမကသူ့ကိုတဘောကြနေကြတာလား။ အဲ့ဒါလို့ပြောလိုက်တာနဲ့စုွှွန်ရောစုလင်းအာရောရဲ့မျက်နှာတွေကချက်ချင်းနီးရဲသွားတယ်။စုလင်းအာကပြောတယ်အဖိုးကြီးပေါက်ခရီး40နေမပြောနဲ့အဖိုးကြီးကတော့တခဲခဲရိနေတယ်။ဩဘာမှစိတ်တယ်မထားနဲ့ငါကစတာပါ။ဒါပေမဲ့ဒီဟာကငါတို့ရဲ့စီမင်းနှက်ကိုစန့်ကျင်ပဲဖြစ်နေတယ်။ဒါကြောင့်ဒီကောင်လေးရဲ့စုလက်သဝက်ကတော့အပြတ်ခံရလိမ့်မယ်။မူချံရဲ့စုလက်သဝက်ဖြတ်ခန့်ထိမှပြောတော့အဖွဲကလူတွေအလုံးကအဲ့ဒီအဖိုးကြီးကိုစိုက်ကြည့်နေတယ်။အဖိုးကြီးကပြောတယ်။ဘာလဲငါ့ကိုလိုက်ပြီးစိုက်မကြည့်နေနဲ့။ ငါတို့တွေကတရင်တနည်းဖြစ်နေလို့မဟုတ်ဘူးဆိုရင်ငါကဒီထောက်ကိုပို့ပြီးရှော့ပြက်မှာဒီလိုမှမဟုတ်ရင်ဝိညာဉ်တမှုအမှတ်သာတခုတည်းလေးမှမရဘဲဖြစ်သွားလိမ့်မယ်မူချန်ကလည်းသူ့ရဲ့ဆူလက်တဝဲဖြတ်ခန့်ထိမှဆိုတော့တော်တော်လေးကိုအံ့ဩသွားတယ်အားလုံးရဲ့အကြီးကလည်းမူချန်စီကိုရောက်လာတယ်ဒါကိုအဖူးကြီးကပြောတယ်ဒီကောင်လေးကအခုမှကောင်းကင် ပေါင်ဆက်ခြင်းအဆင့်မှာပဲရှိသေးတယ်သူ့ရဲ့ဆွမ်းအားအဆင့်နဲ့ဆိုရင်ကောင်းကင်အဆင့်မရှင်မှာဝင်ပါဖို့အရင်ချင်းမမီဘူးသူ့ရှင်ဘာလို့သူ့ကိုရွေးချယ်လိုက်တာလဲ ဒါမှမဟုတ်သူတို့ကြားမှာအကြောင်းကြောင်းတခုခုရှိလို့လားစူးရွှန်ကပြောတယ်။ဦးလေးကြီးပောက်ခွေရ40တိမပြောနဲ့။ငါတို့ဒီမရှင်ကိုလက်ခံတော့ကဆိုရင်များပြားတဲ့ဝိညာဉ်ယတနာတွေရှာဖွေဖို့တတ်တတ်ပဲတရင်ရခဲ့တာ။ဒါပေမဲ့ငါတို့တွေအပြူရောငကားတောင်းဝင်ရောက်တော်တဲ့အခါမှာတော့အဲ့ဒါကအမြင့်ဆုံးစွမ်းအားပိုင်ရှင်ရဲ့ယတနာတိုက်ဖြစ်နေတယ်။မူချံရဲ့အသွင်အားတွေကပေါင်းဆက်ကောင်းဝင် အစစ်မှပဲဆိုပေမဲ့ဘိုင်ရွှန်ကတော့သူ့ရဲ့လက်ထံမှာပဲရှာရှုံးသွားခဲ့တယ်။သူကြောက်တာမဟုတ်ရင်ငါတို့တွေလည်း အသက်ရှင်လျက်ဒီကိုပြန်လာနိုင်မှာမဟုတ်ဘူးစူးရွှံရဲ့ဇကာကိုအလုံးကလည်းထောက်ခံကြတယ်အဖိုးကြီးကတစ်ချက်စဉ်းစားလိုက်တယ်အမြင့်ဆုံးဝိညာဉ်ယတနာတိုက်နေပြောချင်တာကဒီကောင်လေးကအဖီရောငကားမျိုးတော်ရဲ့တခင်ကိုတတ်ခဲ့တယ်ပေါ့ဟုတ်လားဒါကဘလို့လုပ်ပြီးဖြစ်နိုင်မှာလဲအရင်တုန်းကဆိုရင်ငါလဲမရှင်တခုကြောင့်အဖီရောငကားတော်ကိုတွားခဲ့သေးတယ်အဖီရောငကားမျိုးတော်ရဲ့တခင်ကကောင်းဝင်ကူးပြောင်းခြင်းအစင်းကိုတော့ပိုင်ဆိုင်ထားတာဒီကောင်လေးကသူ့ကိုတတ်ခဲ့တယ်ဆိုတာနိလိန်နေတာမလား သူတို့ပြောနေကြတဲ့ဇကားတွေကိုဘေးနားမှာရှိတဲ့တခြားចောင်းသားတွေကလည်းကြားသွားတယ်။သူတို့ကလည်းတီးတိုးတီးတိုးပြောတယ်။ဟာသူတို့ပြောတာမဖြစ်နိုင်ဘူး။ငါတို့ရခဲ့တဲ့တည်င်းဆိုရင်အဲ့ဒီမှာရှိတဲ့ယတနာကပါမန်ယတနာတသက်တိုက်ပဲ။သူတို့ကလိန်ပြုံးနေတာပဲဖြစ်ရမယ်။စူးရွှံကပြောတယ်။အမြင့်ဆုံးယတနာတိုက်ကလွန်ခဲ့တဲ့နှစ်နှစ်ရာချီကတည်းကတည်သွားခဲ့တဲ့အဖီယောနဂါအမြင့်ဆုံးစွမ်းပိုက်ရင်ထားခဲ့တဲ့ယတနာတွေပဲ။အဖီယောနဂါမျိုးတော်ကတခင်လဲမိစ္ဆာနဂါနန္တော်ကလူပဲ။ သူတို့ရဲ့ယူရချက်ကအပြော်နဂါဆွမ်းအဖက်ရှင်ထားခဲ့တဲ့ယတနာတွေကိုရယူဖို့ပဲအဖူကြီးကတစ်ချက်စဉ်းစားတယ်အပြော်နဂါအမြင့်ဆုံးဆွမ်းအဖက်ရှင်မိတ်ဆန်နဂါနန်းတော်မင်းတို့ကတကယ်ကိုအမှန်နေပြောနေတာလားတမီးတို့ကဘာကြောင့်လိန်ရမှလဲမော်လုံစီလဲရောက်လာတယ်စမ်းရှန့်တာအချိန်မီရောက်မလာဘူးဆိုရင်တမီးတို့လည်းအဲ့ဒီနေရာကနေပြန်လာနိုင်မှာမဟုတ်ဘူးဦးလေးသိလားတမီးတို့အဲ့ဒီနေရာကနေပြန်လာဖို့ဘယ်လောက်ရုန်းကန်ရလဲဆိုတာဦးလေးရဲ့တည်င်းအမှားကြောက်တာမဟုတ်ရင်တမီးတို့လည်းဒီလိုမျိုးကြုံတွေ့လာရမှာမဟုတ်ဘူး မူချံရောက်တာမဟုတ်ရင်တမီးတို့တယောက်မှဒီညံကိုပြန်လာနိုင်မှာမဟုတ်ဘူး။ဦးလေးသာသူ့ရဲ့ဝိညာဉ်တမူအမှတ်သာတဝက်ကိုဖျက်တောင်းမဲ့ဆိုရင်တော့တမီးဦးလေးကိုလုံဝခွင့်ပြုမှာမဟုတ်ဘူး။အဖိုးကြီးကစဉ်းစားတယ်။သူတို့တွေကတကယ်ပဲမော်လုံးစီနဲ့တွေးကြတာလား။ပြီးတော့မူချံကလည်းသူတို့တကယ်ပဲကဲ့ခဲ့လား။သူ့ရဲ့စိတ်ထဲမှာတော်တော်လေးကိုတွေးဟားနေများနေတယ်။ပြီးတာနဲ့သူကဆူချွန်နိုဘဲကိုလှည့်ပြီးပြောတယ်။ "तू မပြောနေတာအမှန်ပဲလား။လင်းအား तू ပြောနေတာအမှန်ပဲလား။"အဲ့တော့လင်းအားကပြန်ပြောတယ် အကြီးကဲတာမယုံဘူးဆိုရင်ကောရှောင်းနဲ့လီချင်းတို့ကိုမေးလို့ရတယ်။ဒါအပြင်ဆန်းရှမ်းပြန်လာတဲ့အခါကျရင်လည်းသူ့ကိုတွားပြီးမေးလို့ရတယ်။ဒါကိုစူးွှန်ကလည်းကောင်းညှိပြတယ်။ဘိုင်းွှန်ကမိစ္ဆာနဂါနန်းတော်ကလူပဲ။သူ့ရဲ့အစွမ်းကကောင်းကင်ကူးပြောင်းခြင်းနောက်ဆုံးအဆင့်ကိုရောက်နေတယ်။ဒါပေမဲ့မူချန်ကတော့သူ့ကိုတတ်နိုင်ခဲ့တယ်။ဒီမရှင်အောင်မြင်ရတဲ့အကြောင်းရင်းကလည်းမူချန်ကြောက်ပဲ။ဒါကြောင့်အကြီးကဲသူ့ကိုမယုံမရှိပါနဲ့။ဘေးနားမှာရှိနေတဲ့လီချင်းနဲ့ကောရှောင်းတို့ကလည်းကောင်းညှိပြတယ်။ ဘေးနားမှရှိနေကြတဲ့ကျောင်းသားတွေကပြောကြတယ်။မူချံရဲ့အဆင့်နဲ့အဲ့ဒီဘိုင်ွှန်ရဲ့အဆင့်ဆိုတာတော်တော်လေးကိုဝေကွာတယ်။ဒါပေမဲ့မူချံကတတ်နိုင်တယ်ဆိုတော့မဖြစ်နိုင်တာ။သူတို့တွေကမူချံကိုကွက်ကြီးကွက်ကြီးနဲ့ကျင်းနေတော့မူချံတော်နေရာခတ်သွားတယ်။အဲ့တော့မူချံကအဲ့ဒီအဖိုးကြီးကိုပြောတယ်။ဘိုင်ွှန်ကိုတတ်နိုင်ခဲ့တာကျွန်တော်ရဲ့အဆွမ်းကထူးဆန်းလို့မဟုတ်ဘူး။သူ့ကိုတတ်နိုင်ခဲ့တာလဲကျွန်တော်ရဲ့ကိုယ်ပိုင်အဆွမ်းကြောင့်မဟုတ်ဘူး။အဖိုးကြီးကမူချံကိုတစ်ချက်စိုက်ကြည့်လိုက်တယ်။ပြည်တဲ့နဲ့သူကလက်ဖြန့်ပြီးတော့ပြောတယ်။မင်းတို့ရဲ့ဝိညာဉ်တန်မှုအမှတ်တာကတ်ကို ငါ့ကိုလှမ်းပြီးစမ်းမင်းလုံးရမယ်ဆုလက်ကတော့အရင်ကတတ်မှတ်ထားတဲ့အတိုင်းပဲဖြစ်လိုက်မယ်ဒါပေမဲ့ဒီမင်းရှင်မှာမင်းတို့တွေးကြုံခဲ့ရတဲ့အရာတွေအားလုံးကိုတော့အသေးစိတ်ပြောပြရမယ်ပြီးတာနဲ့ငါလည်းမင်းတို့ရဲ့မစ်ရှင်အကြောင်းကိုအကြီးအကဲတွေစီပြန်ပြီးတော့အစီရင်ခံရလိုက်မယ်ဒီလိုနဲ့ပဲသူတို့ကသူတို့ရဲ့မစ်ရှင်ကိုအသေးစိတ်အဲ့ဒီအဖူကြီးကိုပြောပြလိုက်တယ်အဖူကြီးကလည်းယုံကြည်မယုံကြည်နဲ့နောက်ဆုံးမှသူတို့ရဲ့ဝိညာဉ်အမှန်တရားတွေကိုကိုယ်ပိုင်ပြန်ပြီးပေးလိုက်တယ်မူချန်ကတော့တော်တော်လေးပြုံနေတယ်ဘာလို့လဲဆိုတော့ဝိညာဉ်တန်ဖိုးအမှန်တရားသူက 15သိန်းရခဲ့လို့ပဲသူចောင်းကိုရောက်ပြီးကြတဲ့ကအဲ့လောက်များပြတဲ့ဝိညာဉ်အမှတ်သာတခါမှမရဘူးဘူးဒီလောက်ဝိညာဉ်အမှတ်သာနဲ့ဆိုရင်မြောင်ပိုင်းနဂါရဲ့သူအစ်စီနဲ့ကိုဝယ်ယူဖို့အခြေအနေကတော်တော်လေးကိုနီးစပ်နေပြီးစူးရွှံကပြောတယ်ဒီမင်းရှင်ကိုအောင်မြင်အောင်လုပ်ပြီးတဲ့အတွက်နေဝင်ငါတို့တွေအလုံးကျေးဇူးအများကြီးတင်ပါတယ်နေတာစူးလက်တဝက်ကိုပဲရမယ်ဆိုရင်ငါတို့အနေနဲ့မမျှတဘူးဖြစ်သွားလိမ့်မယ်ကျန်တဲ့လူတွေကလည်းမူချံကိုခေါင်းချိန်ပြတယ်လီချင်းကလမ်းကိုဖြန့်လိုက်တာနဲ့သူ့ရဲ့လက်ထဲမှာ ဝိညာဉ်အမှတ်သာကပ်ပြားပေါ်လာတယ်။သူကမူချံဝင်ပြောတယ်။၎င်းဝိညာဉ်လက်ကကိုရောက်အောင်နေငောင်းကူညီပေးလို့ရှိရင်နေကိုကျေးဇူးတုံ့ပြန်မှုငါပြောထားခဲ့တယ်။အဲ့ဒီတော့ကြောင့်ငါရဲ့ဝိညာဉ်တမှုအမှတ်သားတွေကိုနေကိုပေးမယ်။ဒီတော့ဒီမင်းရှင်မှာငါရခဲ့တဲ့စူးလက်တွေကအခုနေဟာဖြစ်သွားပြီးကောရှောင်းကလည်းပြောတယ်။ဟုတ်တာပဲ။ငါစီကလည်းတချို့ကိုမင်းယူလိုက်အောင်။ဘိုင်းရွှန့်ကိုတတ်ခဲ့တာမင်းဖြစ်ပေမယ့်သူ့ရဲ့အစင်းမြင့်ဝိညာဉ်အထုံးဆောင်ပစ္စည်းကိုငါကပဲယူလိုက်တယ်။မင်းဒီဝိညာဉ်တမှုအမှတ်သား15သိန်းကိုလက်ခံပေးပါ။ ရှင်းရှင်းပြောရမယ်ဆိုရင်ဒီတစ်ခေါက်မေ့ရှင်မှာမူချန်ကဆူလက်တွေအများကြီးရခဲ့တယ်။သူကအဖီယောနဂါဝိညာဉ်ပလဲလုံးကိုရခဲ့တဲ့ပြင်မိစ္ဆာကြောက်တန့်ကိုလည်းရခဲ့တယ်။မူချန်ကတော့သူ့ကိုဝိညာဉ်အမှတ်သားတွေပေးတဲ့လူတွေကိုတော်တော်လေးကိုကျေးဇူးတင်နေတယ်။ဆူလင်းအာကဝင်ပြောတယ်။မူချန်နေဝိညာဉ်အမှတ်သားတွေလိုအပ်သေးလား။သူကကပ်ပြားကိုထုတ်ပြီးဝိညာဉ်တံမှုအမှတ်သားတွေမူချံကိုလွှဲပေးဖို့လောက်တော့မူချံကလက်ကပြလိုက်တယ်ဝိညာဉ်တံမှုအမှတ်သားအများကြီးကိုငါလိုအပ်နေတာမှန်တယ်ဒါပေမဲ့ အခုမစ်ရှင်မှာအာလုံးကဝင်ပါခဲ့တဲ့အတွက်ကြောင့်စူးလွက်တွေကလည်းအာလုံးနဲ့ထိုက်တန်တယ်။ငါလီချင်းနဲ့ကောရှောင်တို့ရဲ့အကူအညီကိုလက်ခံပေးမယ်။အခွင့်အရာရင်ဒီကျေးဇူးကိုပြန်ဆက်မှာပါ။ကျန်တဲ့သူတွေကတော့ကျေးဇူးပြုပြီးငါ့ကိုထပ်မပေးကြနဲ့တော့စူလင်အားကကပ်ပြားကိုပြန်မြည်သိမ်းလိုက်တယ်။ကောင်းပြီလေနေမယူဘူးဆိုတော့ဒါပေမဲ့နေဝိညာဉ်တမ်းမှုအမှတ်သားတွေလိုအပ်လို့ခါကြရင်ငါ့ကိုလာပြီးရှာလိုက်။ပြီးရောအားနဲ့မူချန်ကပြောတယ်မရှင်ကပြီးသွားပြီဆိုတော့ငါတို့တွေလည်းငါတို့နေတဲ့နေရာစီကိုအမြန်ဆုံးပြန်သွားကြအောင်မယ်။ အခုလောလောဆယ်တော့ဒီမှာပဲနှုတ်ဆက်ကြတာပေါ့နောက်မှပြန်ပြီးတွေးကြမယ်မူချန်ကအားလုံးကိုနှုတ်ဆက်ပြီးတာနဲ့သူတို့အဆောင်ဘက်ကိုသူကပြန်ပြီးတော့လာခဲ့တယ်ဒါမူချန်ဗီဒီယိုကိုဆက်ဆက်လုပ်တဲ့အတွက်ကြောင့်ခဏခဏလင်းတုံနာမည်ပဲပါဇက်ကနေထွက်နေတယ်နာမည်တွေကလည်းကိုနဲ့မရင်းနှီးဘူးဆိုတော့လောက်ရတာတော်တော်လေးကိုတိုင်ပတ်တယ်ဒီနေ့ဗီဒီယိုဒီမှာမရက်ထားမယ်အဆက်ကိုမနာဖြတ်မှထပ်ပြီးသင်ပေးမယ်ဒီနေ့ဖို့ဘက်ပိုင်းအားလုံးကျေးဇူးတင်ပါတယ်